Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Winner Tin မြန်မာ YouTube Channel ဘောလုံးပွဲသုံးသပ်ချက်ကနေမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ဘောလုံးပွဲအကြောင်းလေးကိုမပြောခင်ပါတော့ကျွန်တော်ရဲ့ TikTok Channel အကောင့်အခက်ကလည်းအဲဒီနေ့ ban ခံလိုက်ရတယ်ပေါ့နော်ဆိုတော့ဘာမှတင်လို့မရဘူးအဲလက်ရှိကျွန်တော်တို့အဲဒီ TikTok အကောင့်အနေနဲ့ကျွန်တော်ဒီနေ့ဘောလုံးပွဲသုံးသပ်ချက်ကိုတင်ပေးမှာဖြစ်ပါတယ် tip အနေနဲ့ကတော့ကျွန်တော် YouTube မှာတင်ပေးမယ်ဒီနေ့တပွဲကောင်း tip နဲ့ ကျွန်တော်တို့ဟို free ticket တွေကိုကျွန်တော်နေအကောင်းဆုံးရွေးချယ်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မှာရှိတဲ့ပွဲစဉ်တွေမှာ match winning ဖြစ်မဲ့ပွဲစဉ်တွေကိုကျွန်တော်နေရွေးချယ်ပြီးတော့သုံးသပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့ Premier League ကပွဲစဉ်တစ်ခုဖြစ်တဲ့ကျွန်တော်တို့ Aston Villa နဲ့ကျွန်တော်တို့ Fulham နဲ့အတင်းမှာပေါ့နော် Villa ကနေပြီးတော့ဒါတလုံးကို60စာကိုပေါင်းကြည့်ရကျွန်တော်တို့သုံးလုံးကို50စာဆိုပြီးတော့ပြီးထားတာတွေ့ရပေါ့နော်ဆိုတော့ ျွန်တော်တို့ဒီနှစ်သင်းဒီပထမကြော့တော့က1 3နဲ့ Aston Villa အဝေးခွင်မှာနိုင်ထားတယ်အဲတုန်းကတော့ Fulham အိမ်ခွင်မှာလည်းပဲ90ဆိုတဲ့ဈေးတန်းကိုပေးထားတယ်ပေါ့နော်ဆိုတော့ဒီလက်ရှိပေါက်ကြီးကတော့ဒါ Aston Villa အနေနဲ့ပြီးသင်ပေးထိုက်တဲ့ဈေးတန်းတစ်ခုဖြစ်တယ်လက်ရှိမှာ Aston Villa ဒီအဆင့်ခွန်ပေါ့နော်ဒီဝဲဝံနိုင်သွားလို့ရှိရင်သူ့အနေနဲ့ဒါ Champion League ဝင်ခွင့်အတက်ကိုအသက်ဝင်သွားမယ်ပေါ့နော်ဒီဘွဲမှာသူ့အနေနဲ့တည်ကြလို့တော့အဆင်မပြေဘူးနောက်ကျန်တဲ့ဘွဲကလည်းကျွန်တော်တို့ ဒါလက်ကြံပွဲရလည်းဘာမှတိတ်မကြံတော့ဘူးလက်ကြံပွဲတွေရလည်းနည်းနည်းခက်ခဲမဲ့ဘိုးစင်တွေရှိတဲ့အတွက်ကြောင့်ဒီဘွဲမှာသူ့အနေနဲ့မဖြစ်မနေနိုင်အောင်ကံဖို့လိုတယ်လက်ရှိမှာဗီလာဒီနောက်ပွဲဆက်ရှုံးထားတဲ့ FA ကလည်းသူ့အနေနဲ့ထွက်ထွားထွက်ထားတဲ့အတွက်ကြောင့်ဒီ Premier League ပွဲကိုသူ့အနေနဲ့အာယုံစိုက်ပြီးကံမှဖြစ်မယ်ပေါ့နော် F1 ကိုကြည့်မယ်ဆိုတော့ F1 ကလက်ရှိမှာအဆင့်တစ်ဆဲသူ့အနေနဲ့ရှုံးရှုံးနိုင်တယ်ဘာမှမဖြစ်တော့ဘူးနောက်ဆုံး၅ဘွဲမှာတော့သူ့အနေနဲ့ဂိုးမသွင်းနိုင်တာတပွဲပဲရှိတယ်တော့ပေါ့နော် ပွဲတိုင်းကူအနေနဲ့ဂိုးပေးထားရတယ်ပေါ့နော်ဆိုတော့ဒီပွဲမှာကျွန်တော်တို့ဒီ Aston Villa အနေနဲ့နိုင်ပါလို့ရှိရင်တော့အဆင့်6ကိုတက်လိမ့်မယ်ကျွန်တော်အနေနဲ့တော့ Ancient Aston Villa ကိုပဲကျွန်တော်ကြိုက်ပါတယ်ခင်ဗျနောက်ပွဲကတော့ကျွန်တော်တို့ Arsenal ပွဲပေါ့နော် Arsenal နဲ့ဘုံပေါင်းတဲ့ပွဲမှာ Arsenal က Ancient ကနေပြီးတော့ level 60ရှုံးကိုမောင်းကြီးက၃လုံးကို95စားဆိုပြီးတော့ပေးထားတာတွေ့ရပေါ့နော်ဒီနေ့တည်းကပထမကြော်လွန်2စီနဲ့ဘုံပေါင်းကနိုင်ထားတယ်အဲဒီတော့ဘုံ Aston အာဆင်နယ်ကတလုံးကို90စားဆိုတဲ့ဈေးကိုပေးထားတယ်ဗျ။အခုကတော့ကျွန်တော်တို့အာဆင်နယ်အင်ကွန်းမှာပြန်ပေးရမယ့်ဈေးကတပိုလီကိုဈေးကွက်ကပျော့ပြောင်းနေတာတွေ့ရတယ်။ဒါမှဖြစ်တဲ့နဲ့အာဆင်နယ်ရဲ့ body ဈေးကွက်ကိုကျွန်တော်တို့တွေ့နေရတယ်။ဆိုတော့အာဆင်နယ်ကတော့ကျွန်တော်တို့လက်ရှိမှာအဲတကယ်လို့ဒီဘက်မှာနိုင်သွားလဲသူ့အနေနဲ့ဘာမှမဖြစ်တော့ဘူးပေါ့နော်။ဆိုတော့ရှုံးလဲဘာမှပြဿနာမရှိတော့ဘူး။ Liverpool ကဖလားရသွားပြီးပြီးအာဆင်နယ်အနေနဲ့ချန်ပီယံလိဂ်ပွဲစဉ်ကိုပဲအာယုံဆိုင်ရမှာ။အာ PSG ကိုလည်း G1 နဲ့ကျွန်တော်တို့ရှုံးထားတဲ့အတွက်ကြောင့် လက်ကျွန်တော်တို့ဒီဘွဲပြီးရင် PHG ရဲ့ကျွန်တော်တို့အိမ်ဘွဲမှာကျွန်တော်တို့သွားကန်ရမယ်အပွဲစဉ်ကိုလည်းသူ့အနေနဲ့အာယုံဆိုင်ဖို့များပါတယ်ဗျာနောက်တစ်ခုထူးခြားချက်ကအာဆင်နယ်ဒီချန်ပီယံလိပွဲစဉ်ကန်တိုင်းမှာကျွန်တော်တို့ရှေ့ဘွဲတွေကိုပရီးမီးယားလိပွဲစဉ်တွေမှာနိုင်ခွင့်မရတာတဲ့ပွဲစဉ်ကြီးဖြစ်ခဲ့ပြီတယ်ပေါ့နော်ဆိုတော့အဲဒီပေါ့နော်အာဆင်နယ်ဒီကျွန်တော်တို့ရီယယ်မက်ဒရစ်ကို3-0နဲ့ကန်ခဲ့တဲ့ပထမကြော့ပွဲစဉ်ဒါမတိုင်ခင်ပရီးမီးယားလိဘွဲစဉ်အေဗာတန်နဲ့ကန်တဲ့ဘွဲမှာ1-1နဲ့ပဲကျွန်တော်တို့ကန်သွားတာတွေ့ရပေါ့နော်ပြီးတော့အာဆင်နယ်က ကျွန်တော်တို့ဒီ Real Madrid ဒုတိယကြော့ပွဲစဉ်မတိုင်ခင်မှာလဲ Braff နဲ့ကစားခဲ့တယ်ဝမ်ဝမ်းပဲတည်ကြခဲ့တယ်။နောက်ကျွန်တော်တို့ PSG ပထမကြော့တုန်းကပွဲစဉ်မတိုင်ခင်မှာ Palace နဲ့ Can နဲ့ပွဲတွေမှာလဲတူးတူးတည်ကြခဲ့တယ်ပေါ့နော်။အဲ့ဒီဘက်ကြောင့်ဒီပွဲမှာ Arsenal နေနဲ့အနေအမြင့်ဆုံးကတည်ပဲရရဖို့ရှိတယ်ပေါ့နော်။ဆိုတော့ Arsenal ရှုံးတော်ရှုံးသွားနိုင်တဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲမှာတော့ကျွန်တော်တို့နေအဲ့ဒီဘုံမှောက်ကိုပဲကျွန်တော်တို့ကြိုက်ပါတယ်ဗျ။နောက်ပွဲကတော့ကျွန်တော်တို့ဒီ Championship ကျွန်တော်တို့ အပွဲစဉ်ပေါ့နော်ချန်ပီယံရှစ်ကတော့ကျွန်တော်တို့ဒီပွဲပြီးရင်ကျွန်တော်တို့ပြီးသွားပြီပေါ့နော်ရာသီသိမ်းသွားပြီပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်တို့ plain mount အတင်းနဲ့ lease အတင်းပေါ့နော်ဒီမှာတော့ကျွန်တော်တို့ lease ကတော့ကျွန်တော်ဒီနောက်ဆုံးပွဲမှာနိုင်သွားရင်သူ့အနေနဲ့ fly ရပြီ plain mount ကတော့ဒီပွဲမှာနိုင်ခဲ့ရင်တော့သူ့အနေနဲ့တန်းတင်ကြံခဲ့ရမယ်ပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော်တို့အဝေးခွင်း lease ကနေပြီးတော့နှလုံးကို80စာကိုပေါင်းကြီးက3လုံးကို80ရှုံးဆိုပြီးပေးထားတာတွေ့ရဲပထမကျတော့က 3C နဲ့ lease ကအကူပြတ်နိုင်ခဲ့ရတယ်အဲ့ဒီတော့က level နှလုံးကို50ရှုံးဆိုတဲ့ဈေးနှုန်းပေးထားတယ်ပေါ့နော်အခုကတော့ ဒါဖြစ်တင်ဖြစ်တတ်တဲ့ policy ကိုပြထားတာတွေ့တယ်ပေါ့နော်ဆိုတော့ lease အနေနဲ့ကတော့ဒီဘွဲကအရေးကြီးတယ်သူ့အနေနဲ့ကန်ခဲ့တဲ့ဒီနောက်ဆုံးဘွဲတွေကိုကြည့်လိုက်မယ်ဆိုရင်ဂိုးပြက်တွေပဲတွင်းထားတယ်သူ့အနေနဲ့ဒီ plan ကိုတော်တော်လေးအာရုံစိုက်ထားတဲ့အနေထားကိုရှိတယ်ဆိုတော့ Bentley အစ်စ်နှစ်ကအတင်းရလဲအမှတ်တူနေတယ်ဂိုးကွာ charger ကတော့ကျွန်တော်တို့ lease ကတော့ပုံများနေတယ်အဲ့တော့ကြောင့်ဒီဘွဲမှာသူ့အနေနဲ့မဖြစ်မနေ lease ကနိုင်ဖို့ရှိတယ်ပေါ့နော်ဆိုတော့အဝေးကွင်းကျွန်တော်တို့အဲပြီးထားတဲ့ဒီ head to head ရဆိုရင်လဲအဲ lease ဒီဒါဒီ ဂျေးဒီဒါဂျေးအမြင့်ဆုံးဒါ plasma ကိုပေးထားတဲ့ဂျေးဟိုလည်းကျွန်တော်တို့တွေ့နေရတယ်ပေါ့နော်ဆိုတော့ plasma ဘက်ကလည်းကျွန်တော်တို့တိုက်စစ်ဆင်ပြီးကစားလာဖို့ရှိတယ်သူအနေနဲ့ဒီဘွဲနိုင်လို့ရှိရင်လည်းတန်းစင်ဆောင်ကဒါယုံနိုင်ယုံထွက်နိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့် အဲ lease ကတော့ဒီလိုတိုက်စစ်ဖွင့်ဆော့တဲ့အတင်းဆိုသူနေနဲ့ကိုရဖို့များပါလေကျွန်တော်နေနဲ့ဒါအဝေးကွင်း lease ကိုပဲကျွန်တော်တို့ကြိုက်ပါတယ်ဗျာနောက်တစ်ခါတော့ကျွန်တော်တို့ Italy CDA ကကျွန်တော်တို့ပါမားနဲ့ကိုမုံနဲ့ပွဲမှာဒီမှာတော့အဝေးကွင်းကိုမုံကနေပြီးတော့ level 40ရှုံးကိုပေါင်းကြီးကသုံးလုံးကို95ဆောက်ဆိုပြီးတော့ပေးထားတာတွေ့တယ်ပေါ့နော်ပထမကျတော့ round 1 1နဲ့ကိုမုံတို့တည်ကြခဲ့တယ်အဲဒီမှာကိုမုံဒီအိမ်ကွက်မှာတလုံး90ဆားနဲ့ပြေးခဲ့တယ်အခုပေးရမယ်အခုပေးရမယ်ကြီးကတော့ဒါပြေးတင်ပြေးထိုက်တဲ့ဇီးတန်းဖြစ်တာတော့မှန်တယ်ပေါ့နော်ဆိုတော့ပါမားကတော့လက်ရှိတန်းစင်းဆောင်နေရသူနေနဲ့ဒါရုံးကန်ရမယ်ပေါ့နော်နောက်ဆုံး ကျွန်တော်တို့ကန်ခဲ့တဲ့ခုနှစ်ပွဲမှာသူအနေနဲ့ရှုံးဝဲလုံးဝမရှိဘူး။ပါမတော်တော်လေးကိုကျွန်တော်တို့ရုံးကန်နေတာတွေ့ရပေါ့နော်။ဆိုတော့ပါမကနောက်ပွဲမှာကျွန်တော်တို့ဒီတန်းစင်ဆောင်ကအန်ပူလီတို့နာပူနာပူလီတို့အဲတန်းစင်ဆောင်ကကျွန်တော်နာပူလီတို့အဲတန်းစင်တန်းစင်ဆောင်ကကျွန်တော်တို့အန်ပူလီအသင်းနဲ့ကန်ရမယ်။ကျွန်တော်တို့နာပူလီတို့အက်တလန်နာတို့ကန်ဒီပွဲစဉ်တွေရှိရပေါ့နော်။ဒီပွဲစဉ်တွေကတော်တော်လေးပွဲကျက်တယ်။အဲ့တော့ကိုမိုကိုဒီပွဲမှာအနေဆုံးသူနေတဲ့ဒါအမှတ် ယူထားမှရမှာပေါ့နော်ဆိုတော့ကိုမိုကတော့ကျွန်တော်လက်ရှိမှာပေါင်တော်တော်လေးကောင်းနေတာတွေ့တယ်နောက်ဆုံးကျွန်တော်တို့အဆင့်ဆက်ခွန်ကလက်ချီအသင်းကိုအဝေးခွင်းမှာဒါ level ရှုံးထိပေးထားတယ်ပေါ့နော်ဆိုတော့ဒီပေါက်ကြီးအရာဆိုလို့ရှိရင်ပါမဟူတော်မှာသူအနေနဲ့ level 40တော့ပဲပေးရတဲ့အနေထားရဒီနေ့ကွဲဒီပါမဒီကျွန်တော်တို့ဒါဟိုရလက်ကောင်းသွားလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်ကာပါကိုမိုကလက်ရှိမှာကျွန်တော်တို့နောက်ဆုံး၅ဘွဲမှာ ကျွန်တော်လေးပွဲနိုင်ပြီတပွဲသိရချထားတယ်ဖောင်းတော်တော်ကောင်းနေတဲ့အသင်းတစ်သင်းကအခုလိုကြီးပျော့ပျော့လေးပြေးထားတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီအင်ရှင်ပါမမရှုံးနိုင်ဘူးလို့ထင်တယ်ပါမကိုပဲကြိုက်ပါလေဗျနောက်ဆုံးပွဲကတော့ကျွန်တော်တို့ပြင်သစ်လီဂူကပွဲစဉ်ဖြစ်တဲ့ PSG ပွဲပေါ့တော့ဒီမှာတော့ Starball အသင်းနဲ့ PSG နဲ့ပွဲမှာကျွန်တော်တို့ဒီမှာ Ancient Starball ကနေလေးပဲ30ရှုံးကိုပေါင်းကြီးက350ရှုံးဆိုပြီးပြေးထားတာတွေ့တယ်ပေါ့နော်ပထမကြောင့်တော့ Food 2နဲ့ဒါ PSG ကနိုင်ထားတယ်အဲဒီတော့က PSG ဒီအိမ်ကွင်းတော့က နှလုံးကို90စားဆိုပြီးစီးရင်ပြီးထားတာပေါ့နော်အခုပြန်ပြီးရမယ်စီးဒီဘလုံးတရားရှုံးပြီးရမှာပေါ့နော်ဆိုတော့သူကတော့မပြီးပဲနဲ့ဒီ star ball ကပြီးထားတယ်ပေါ့နော် PSG ကတော့ဒီဘက်မှာနိုင်နိုင်ရှုံရှုံသူ့အနေနဲ့ဘာမှပြဿနာမရှိတော့ဘူးဖလားရသွားပြီဆိုတော့ star ball ဒီအဆင့်ခွန်နဲ့ပေါ့နော်သူ့အနေနဲ့ဒီဘွဲနိုင်သွားလို့ရှိရင်သူ့အနေနဲ့ champion league ဝင်ခွင့်အတွက်ကိုသူ့အနေနဲ့အလားအလာကောင်းသွားပြီပေါ့ star ball ကလက်ရှိမှာကျွန်တော်54မှတ်ပေါ့နော်နိုင်သွားရင်59မှတ်နဲ့ကျွန်တော် champion league ဝင်ခွင့်အတွက်ကိုသူ့အနေနဲ့ဟိုဟိုအားကောင်းသွားပြီ အလားလာရှိသွားပြီလက်ရှိမှာလည်းသူ့အနေနဲ့ရုံးကန်နေတာလည်းသူ့အနေနဲ့တွေ့ရတယ်အဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ Asian Star ပေါ့မရှုံးနိုင်ဘူးလို့ထင်တယ်အမှတ်ရအောင်ယူသွားမယ်လို့ထင်တယ်ကျွန်တော် Star ပေါ့ကိုပဲကြိုက်ပါတယ်ဗျဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗျာကျောင်းရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပါသေးဘူးဆိုတော့လုပ်ပေးသွားပါဦးကျောင်းရှင်လည်းပြောပြပြောချင်ပါတယ်ဗျာဒီနေ့ free tip ကိုလည်းကျွန်တော်နေတင်ပေးမှာဖြစ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ